တင်ကအကုန်လိုက်လိုက်တော့မှနော်မင်းတို့မိုးကုတ်တတိထားမိုးကုတ်ကစောက်ဖဲသေးသေးနော်မေလို့ပြည်သူလူလူတွေနော်ပြေးနေတို့မိုးကုတ်ကြောင်းငါမသိဘူးမထင်နဲ့နော်အေးငါချိုးပြောထားမယ်နော်နော်မိုးကုတ်မှာဘာကြီးလုံနေလဲဆိုတာငါတို့မသိဘူးမထင်နဲ့အကုန်သိတယ်မင်းတို့တရားနယ်နေကြမ်းမတဲ့နိုင်ငံတောင်းကျမ်းသူပါပဲမင်းတို့မိုးကုတ်ကိုကာကွယ်နိုင်မလားငါတို့မြန်မာတပ်မတော်ကြီးရပဲနိုင်ငံနဲ့တိုင်းပြည်ဒီမျိုးချစ်တဲ့စိတ်နဲ့နော်ဥပဒေဘောင်အောင်ကိုရောက်သွားအောင်လုပ်နိုင်မလားဆိုတာကတော့ မကြမီအချိန်တွင်းမှာမင်းတို့ညှော်နေလိုက်တော့အခုမင်းတို့တွင်းနေလို့တပိတ်ချင်းတို့မင်းတို့တိုက်နိုင်သေးလားငါပြောမယ်မင်းတို့ drone နေနေအခုမင်းတို့ဝင်လို့ရလားဂျမ်းမာတွေလွှင့်တာဘလို့မှမင်းတို့ဝင်လို့မရအောင်မင်းတို့ဦးမယောင်လည်းကိုတက်ချင်တယ်ဆိုဦးမယောင်လည်းကွာနေတာပဲအနီကျူကျူလောက်အောင်မင်းတို့တက်လို့ရလားမရအောင်မင်းတို့အဲ့လိုကြီးရည်လေးမပိုင်ဆိုင်နိုင်တွေ့တက်မလို့တိုက်တာမင်းတို့အတွက်ခွန်အားတွေကြာချုံသွားတယ်တိတ်ခါတွေကြာသွားတယ်မင်းတို့မြောက်ဝဲတဲ့လူတွေကတော့ချမ်းသာသွားမယ်မင်းတို့ကြီးရည်လေးမပိုင်ဆိုင်မယ်နဲ့တက်မလို့သွားတိုက်မယ်ဆိုရင်မင်းတို့နေရလားအခုမင်းတို့ဖြစ်တဲ့မျိုးတွေမင်းတို့ပေါ်တင်ပြောရလား ဟိုကမလုပ်သေးလို့နော်ကျွန်တော်တို့ဒီမှာနေပါတယ်ဆိုပြီးတော့မင်းတို့နေရလားရှူတောင်းရှူတောင်းစက်တိုက်ကိုယ့်အတက်ကိုမင်းတို့စက်တိုက်ကိုယ့်အတက်ကိုနှမျိုးရင်ဘေးတိုင်းနေလိုက်တော့နော်တိုက်ပွဲကပြီးသွားပြီအားလုံးမင်းတို့ကြာဆုံးသွားပြီမင်းတို့ဒီနေ့တက်မတော်နေပြီးသွားတာနဲ့နောက်ထပ်၃လလောက်မှဒီမှာပြီးအကုန်လုံးတက်မတော်ကပြန်ပြီးတော့မင်းတို့ထိန်းချုပ်လိုက်ပြီအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်က3လအတွင်းတနိုင်ငံလုံးပြန်သိမ်းပါလို့အဘသားအာကြီးပြောပြလာတာငါမင်းဆွေကိုအလုတ်ကျန်းနဲ့ ထောင်ဒဏ်၃နှစ်ချမှတ်လိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါတယ်။အမျိုးသားရေးလှုပ်ရှားသူဦးမင်းစွေခေါ်ငါမင်းစွေကိုဒီနေ့မလ25ရက်နေ့မှာအင်းစိန်ထောင်တွင်တရားရုံးကပုံမှန်905ကနဲ့အလုတ်ကျန်းတဲ့ထောင်ဒဏ်၃နှစ်ချမှတ်လိုက်တယ်လို့ရှင်းနေစီကသိရပါတယ်။ ငါမင်းဆွေကိုသူ့ရဲ့ Facebook စာမျက်နှာမှာတင်တဲ့စာသားတွေရုပ်တံဖိုင်တွေနဲ့ပတ်သက်ပြီးဖမ်းဆီးခဲ့တာဖြစ်ကြောင်းဖမ်းဆီးပြီးလေလာကျော်အကြမှာအမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။လိန်မျိုးနဲ့တရားရုံးအင်းစိန်အကျိုးထောင်တရားခွင်ကဒီနေ့အမိန့်ချလိုက်တယ်။ ငါမင်းဆွေအကောင့်မှာတင်ထားတဲ့စာရီကို screenshot ရိုက်ပြီးလုတ်ထားတဲ့စာ20ကိုအမှုတိဆောက်ပြီးတရားစွဲတာဒါရီကအကောင့်တူကလုတ်တာပါအကောင့်စစ်ကသူလုတ်တာမဟုတ်ဘူးလို့ညင်းဆိုတဲ့အကြောင်းအပိုင်ရဲစခန်းမှာပြောတယ်တရက်ခန့်ဦးမင်းဆွေဘက်ကသူ့အကောင့်စစ်မဟုတ်ကြောင်း electronic ကိရိယာတွေထောင်ထဲကိုယူခွင့်မရှိတာကြောင်းကျွန်တော်တို့ဘက်ကတက်တည်ပြဖို့အခက်ခဲရှိခဲ့တယ်တက်တည်ပြဖို့အခွင့်အရေးတွေဆုံးရှုံးခဲ့ရတယ်ငါမင်းဆွေရဲ့ရှိနေဦးတန်းစောအောင်ကပြောပါတယ်ငါမင်းဆွေကို 2024ခုနှစ်နိုဝင်ဘာ9ရက်နေ့မှာမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ဖက်ကလေးရွာဘိုးချုပ်လန်းကနေအိမ်မှာဖမ်းဆီးခဲ့တာဖြစ်ကြောင်းရန်ကုန်တိုင်းလှိုင်မြို့နယ်ရဲစခန်းမှုကတရလိုပြုလုပ်တိုင်တန်းကအမှုဖွင့်တရားစွဲဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်မမင်းဆွေကတော့ဖန်းစီထိမ့်သိမ့်ပြီးကလေးကအင်းစိန်ထောင်မှာချုပ်ထားတာဖြစ်တယ်လို့သိရပါတယ်။ကွတ်တီလေးပဲဟုံးလား။ဒါတော့မရတော့ဘူး။အဲ့မှ အဲ့ဒုံတင်းမှာကျွန်တော်တို့ကိုဘကိုပဲပေါ့ဒုံတင်းကတော်လာပြီလားလို့ကျွန်တော်ပြောတဲ့ချိန်မှာအဲ့ဒုံတင်းကညီလေးကအပတ်စဉ်49ကတည်းကလားကျွန်တော်တို့ဘူဘူးလို့ထင်ထားတာသူဘူကြီးပဲရှိသေးတယ်ဟမ်ဟာမင်း49ကြီးအားလုံးကဘူဘူးနေဖြစ်နေပြီကလေးကဘယ်တော့ဒီစိတ်ရင်ကောင်းလဲဆိုတော့ကျွန်တော်တို့ကလည်းဒုံတက်ခွဲရပါတဲ့ကျွန်တော်တို့ကယာလူလိုချင်တာမဟုတ်ဘူးတဲ့ကျွန်တော်တို့ရဲ့အဖွဲ့အစည်းနဲ့ तू आ तू आ ဒီဒုံမှာအဖွဲ့အစည်းဆိုတော့ကျွန်တော်တို့ရဲ့အဖွဲ့အစည်းနဲ့တဲ့ ကျွန်တော်နိုင်ငံကျွန်တော်တက်မတော်နဲ့အတွက်ကိုပဲကျွန်တော်ကတနေ့ကကြာပြီးတော့ဒီတက်ထဲကိုဝင်လာတာပေါ့ကျွန်တော်စီးပွားရေးသမားလည်းမဟုတ်ဘူးတဲ့စီးပွားရေးလည်းမလုပ်ချင်ဘူးတဲ့ကျွန်တော်ဒီရက်စီចောင်းစင်းဒီရက်စီចောင်းစင်းလာပြီးတော့မှစီးပွားရေးလုပ်တယ်ဆိုတော့အရာရှိတယ်မှလည်းကျွန်တော်မပါဘူးကျွန်တော်အဲ့လိုတွေအပြောမခံနိုင်ဘူးတဲ့ဟာအေးဟုတ်လားအဲ့ဒါကျွန်တော်မှအခုရလိုက်ရတဲ့ကျွန်တော်ဘုံဘူးတကယ်တော့49တွေအားလုံးက210ပေါ့နော်အဲ့လိုမျိုးတွေတော့မှဖြစ်နေပြီ46ဆိုရင်ဖြူအောင်မှုတွေတော့မှအရှိရောက်တော့ဖွက်နေပြီပေါ့အဲ့ကျွန်တော်စကားနားတော်ကြည့်တာပေါ့ ဟာကွာတော့ငါစိတ်ကောင်းပါဘူးလို့မေး၄၉လေးအကုန်လုံးကငါညီလေးတွေကွာအများကြီးရှိတာလို့ဒါပြလာအခြေတန်းတွေ့ကြုံပြောပြကျွန်တော်ယာရူးမရရင်နေပလိစီတဲ့ကျွန်တော်တို့နိုင်ငံကျွန်တော်တို့တိုင်းပြည်အမြန်ငင်းချမ်းပြီးတော့မှကျွန်တော်တို့စစ်သားတွေအပေါ်မှာပြည်သူလူထုထားနေတဲ့လွဲမနေတဲ့အမြင်လေးအမှန်တရားကိုမြင်သွားရင်ကျွန်တော်ဒီသုံးမိမရှိလဲဘာမှမဖြစ်ဘူးလေဟာယာစာယာစာပေါ့ကျွန်တော်တော့ယာစာပဲသိတယ်အမှန်တော့တခုနောက်တစ်ယောက်ကလည်းသူကသူကဘယ်လိုလဲမသိဘူးသူကပွဲရတာငငယ်လေးဒီရက်စီပဲစင်အင်းတိတ်53က စိတ်တက်တွေကဒါကြောင့်မလို့မင်းတူတာဘွက်ရတာဒါကြောင့်မလို့မင်းစစ်တက်တာမင်းအောင်မြင်နေတာဟဲ့အောင်ညီလေးနိုင်ငံရေးတိုင်းပြည်တဲ့လူမျိုးမင်းတကယ်ချင်းလို့မင်းစစ်တိုက်နေတာ။တော့မင်းကိုဂုံယူချင်းမင်းကအဲ့ဒီယာတူးတွေတဲ့အစတရားမကောက်ဘူးတာတယ်လို့ကျွန်တော်ပြောပေးခဲ့တယ်။နေရတော့ပဲဂုံယူလိုက်လို့ညီလေးလို့ပြောတော့အကိုကြီးโอเคတဲ့။အကိုကြီးကကျွန်တော်တို့ရဲ့ idol ပဲတဲ့။အကိုကြီးကအမြဲအမှန်တည်းပဲပြောတာဒါကိုကျွန်တော်လက်ခံနေတယ်။ဟုတ်တယ်လေ။စစ်သားတွေကယာတူး ယာရုရမနိုင်ငံကိုချစ်တာမဟုတ်ဘူးလူမျိုးကိုချစ်တာမဟုတ်ဘူးဗျဟုတ်လားအဲဒုံဒီရဲ့ဘွဲတော်တော်တော်တာဒီပံမွေးမှာဒါပေမဲ့ဒီရဲ့ဘက်စီ49ကဘာဖြစ်လို့ဒုံကြီးဖြစ်နေရလဲပေါ့ကျွန်တော်တွေးကြည့်အောင်အားနေတဲ့ခါကျရင်လို့ရှိအောင်ရှိနေမယ်ဒါပေမဲ့လက်ရှိမြေပြင်မှာတကယ်ကိုတောင်းထားဆောင်နေရွေးရွေးချယ်ချယ်လုပ်နေတာတခုပဲလေအဲ့တော့မင်းကလောင်းနေရတာသူတို့ကြောင့်လေဟုတ်ဘောင်းနဲ့တွေ့တာလေအဲ့တော့ကိုကြီးတက်နေရတော့ညီလေးလို့ညီလေးတို့ဂုံပြူပါလေညီလေးတို့လောက်ပါ ပြည်ဦးလင်မျိုးကြီးတို့အခုတို့ဝက်ဝင်တံမွေးတို့မှာမင်းတို့ရဲ့ခေါင်းဆောင်စစ်ခေါင်းဆောင်တယောက်ရဲ့ခေါင်းမုံဟိုပေါ့နော်ခေါင်းနဲ့မုံမြတ်တဲ့စိတ်ဓာတ်နှလုံးသားလှတဲ့စစ်ခေါင်းဆောင်ရဲ့တယောက်မှာစစ်ခေါင်းဆောင်ဆိုတာကလက်ရှိပြည်ဦးလင်မှာဆိုအောင်မြေပေါ့နော်ဗိုလ်ချုပ်ဆိုးမြတ်ထို့ပြီးရင်တိုက်အောင်ဒါနေကြီးအေးမင်းအောင်တို့ရဲ့အောက်မှာမင်းတို့နိုင်ငံနဲ့လူမျိုးအတွက်ကိုတင်ကမ်းစာကိုယူပြီးတော့မှမင်းတို့နောက်ထပ်ရှိမဲ့လူတွေတက်မလို့မှာပေါ့ခေါ်လာမယ်ညီငယ်တွေပေါ်မှာမင်းတို့တင်ပြပေးပါ တန်းဒီချစ်စိတ်နိုင်ငံချစ်စိတ်လူမျိုးချစ်စိတ်ကိုယ့်ရဲ့အဖွဲ့အစည်းကိုချစ်တဲ့စိတ်ဘယ်လိုကာကွယ်ရမလဲဆိုတော့လောက်ပါအဲတချို့ကတော့တက်မှာပါနေပြီးတော့သူကဘဝင်မြင့်လေ။ငါတို့တိတယ်ငါတို့တက်တယ်ပြီးတော့လုံးတော့။မင်းအောင်သူတော့ပူပေါင်းရမှာပဲ။အဲ့တော့မင်းပုံမဖြစ်တာဘာမှမဖြစ်ဘူးလို့။မင်းရလိုက်တဲ့ဘွဲတခုပေါ့နော်။သူကမဟုတ်ဘူး။သူကချီချူကုန်ပြီးရလိုက်တာ။အဲ့ဘွဲကဘုံမူးတက်တန်ကြီးရှိတယ်ကွာလို့ညီလေးလို့။မင်းဘုံကြီးဖြစ်နေတာကမင်းတို့တက်တလုံး၄သားမှာလို့။အားလိုက်မပြောခဲ့လိုက်။နော်။ ဲ့တော့ကျတော့နောင်ချိုမကြခင်ချိန်တွေမှာပြင်ရမယ်ပြီးရင်ဟောကောင်တိုက်နော်စစ်တကအကုန်တိုက်တော့မှနောက်တော့တော့သေဖို့လာကြံတာတော့နော်ငါပြောရင်ဘယ်တော့မှမပြောဘူးမင်းတို့စတားလေးနဲ့ငါ့ကိုကြည့်နေမလားအေးကြီးစစ်တကအကုန်တိုက်မှာအကုန်လိုက်တိုက်မှာသူကနော်မင်းတို့လှစ်လာပြီမင်းတို့တိုက်တာမင်းတို့ရပြီလားပြီးသွားပြီလားမင်းတို့တက်တိုက်လေမင်းတို့ပြောစောက်ကြီးစောက်ကြီးနဲ့ပြင်ဦးလင်းတိုက်မယ်လို့ဟမ်မင်းတို့လေးတိုက်မယ်လို့ဒီဗီဒီယိုတက်သိမ်းမယ်လို့ ရေးအောင်နဲ့ကိုပုံအဲ့လိုလေးပြပါလာတယ်ဟုတ်ကဲ့ပါဟိုကျွန်တော်လည်းဒါအခါလူမျိုးတယောက်ကကျွန်တော်ရဲ့ YouTube live ကိုကြည့်ဟိုတစ်တော့ကြီးကြည့်ပြီးတော့လက်ဆောင်ပေးထားတဲ့အဲ့ကလေးမလို့ကျွန်တော်ဟိုဒါလေးတော့မပေးနိုင်ပါဘူးကျွန်တော်ဝယ်ပေးဆို share ဝယ်ပေးပါမယ်ပေါ့နော်အဲ့တော့စစ်တကအကုန်လိုက်လိုက်တော့မှနော်မင်းတို့မိုးကုတ်သတိထားမိုးကုတ်ကဆောက်ဖျဲသီးတွေနော်မေလို့ပြည်သူလူထုတွေနော်ပြေးနေတော့မိုးကုတ်ကြောင့်ငါမတည်ဘူးမထင်နဲ့နော်အေးငါချိုးပြောတာမင်းနော်မိုးကုတ်မှာဘာကြီးလုံနေလဲဆိုတာငါတို့မတည်ဘူးမထင်နဲ့အကုန်တည်တယ် င်းတို့တရားနယ်နေအချမ်းမြေနိုင်ငံတောင်းချမ်းသူအားပဲမင်းတို့မိုးဘုတ်ကိုကာကွယ်နိုင်မလားငါတို့မြန်မာတပ်မတော်ကြီးအားပဲနိုင်ငံနဲ့တိုင်းပြည်ဒီမျိုးချစ်တဲ့စိတ်နဲ့နော်ဥပဒေဘောင်အောင်ကိုရောက်သွားအောင်လုပ်နိုင်မလားဆိုတာကတော့မကြမီအချိန်တွင်းမှာမင်းတို့ညှော်နေလိုက်တော့အခုမင်းတို့တွင်းငယ်တို့တပိတ်ချင်းတို့မင်းတို့တိုက်နိုင်သေးလားဟမ်ဥပုံတချင်းနေကပြနော်ကျွန်တော်တနကမာလေးတရာလေးကြည်ညိုလုံးလုံးမင်းရဲ့လက်မှာဗကတိညာပြေကျွန်တော်ကမှာကျွန်တော်ကားမဲ့အကွက်ကလည်းရွေးနေတော့နော် အဲ့တော့မနာလိုရနာလိုရလည်းမသိဘူးတက်မတော်ကမင်းတို့မလုပ်ဘဲနဲ့ထားခဲ့တာလင်းလင်းကြော်သွားပြီနော်မင်းတို့တတိထားတာကြီးကြီးထားတာနော်လာချိုးလို့ပါလို့မင်းတို့ကြီးကြီးထားတာဖာယုံနေမှာမင်းတို့ပြောင်းနေဟုတ်ပြီလားနော်ဘယ်လကားပါဗျာကျွန်တော်ခင်ရက်ကတည်းနဲ့လုပ်တယ်ကျွန်တော်မြန်မာနိုင်ငံနဲ့အလန်လေးကတယ်မြန်မာနိုင်ငံနဲ့အလန်လေးကတော့ဒီမှာကျွန်တော်မြန်မာနိုင်ငံနဲ့ဒီမှာရှိတယ်လေကတယ် YouTube ကကျွန်တော်ကိုဖျက်တော့တစ်တော့ကကျွန်တော်ကိုဖျက်မလိုက်ပြီးတော့ဒီနေ့ တော့လူတွေကဥစားတွေကျွန်တော်ဘူးချမပေးဘူးကျွန်တော်လူတော်လူသိနေတာမဟုတ်ပါဘူးတက်မတော်ကိုချစ်တဲ့ဒီလူတွေအများကြီးရှိတယ်ဆိုတာသိနေတာပါနောက်ချိုးသိမကြတော့ဘူးနော်ဒီထောင်နောက်တဲ့3-4ရက်ဆိုရင်ရပြီကျွန်တော်လည်းပြင်မနေတာဟုတ်တယ်ကျွန်တော်ပိန်သွားတယ်ပိန်သွားတယ်ကျွန်တော်သွားတယ်လန်ကီချမ်းတယ်နော်ကျွန်တော်ကဘောမိုင်းနောက်လိုဘောသွားတယ်နော်အော် SSPB 1ဟိုင်းခွဲကြီးပါညာကျွန်တော်လည်းတွေ့တယ်အဲ SSPB 1ဟိုင်းခွဲကကျွန်တော်ကိုပြောတယ်ပစ္စတိုလေးနဲ့ခုံလေးက27လောက်ပဲရှိအောင်မယ်အကိုကလည်းလိုင်းဘောကကိုဖုံးဆိုတဲ့လူလားဟုတ်တယ်လို့ ညီလေးတို့ညီလေးတို့နဲ့ကိုယ်နဲ့ဂျာမဘာဖြစ်ဘာရှိတယ်လို့မရှိပါဘူးကိုယ်လည်းအခုကိုတည်နေလို့ပါတဲ့โอเคသူကပြောတယ်ကျွန်တော်တို့ကလည်းတိုက်ခိုက်ရေးတိုက်ခိုက်ရေးအဖွဲ့ရတဲ့နောင်လိုက်နောင်လိုက်ကြော်သွားပြီးတော့မှဂိတ်တကိတ်မှာအေးပါညီလေးတို့ငါတို့ကတိုင်းပြည်ကြီးတန်းစီနေတာပါမင်းတို့လည်းမင်းတို့ကမင်းတို့ဒီပြောင်းလမ်းမကြီးရထားလိုက်ပါတော့မင်းတို့လည်းမင်းတို့ကမင်းတို့အေးစိနေပြီးတော့ပြည်သူလူထုကိုဆောင်းချောက်ပေးပါလို့ငါတို့လည်းငါတို့ကငါတို့သွားမယ်လို့ပြောကျွန်တော်မိုင်းအောင်ရောက်သွားတယ်မိုင်းအောင်ရောက်တော့ကျွန်တော်ပြန်လာတယ်ကျွန်တော်ဘူးမှမတက်ဘူးအဲ့တော့ကျွန်တော်ချစ်တယ်လေကျွန်တော်စုံစုံလေးနဲ့ဒီပိုင်းနေတာပေါ့ မိုင်းတော်ကနေပြန်လာတဲ့လေးချောင်းတော့ညာဘက်ချမ်းမှာအောက်မှာကုံထုံတိုင်းနဲ့စရိုးတိုင်းနဲ့ရောင်းနေအဲ့ဒါကျင်းဦးနေရလူကြီးတော့တယ်အမေဟုတ်ကဲ့လို့ခက်တိဒီပဲလေစားတယ်လွိုင်းလင်းလွိုင်းလင်းရဲ့တိုးကိတ်မှာစိတ်ကြိုက်နေမှာအမေစားတယ်ပေါ်တင်ပဲစော်ပွဲကြောက်တယ်ဆိုတာဟိအောင်မတက်ဘူးရိုးလို့လို့ပြောလိုက်မယ်နော်ကြိုက်တယ်လို့ဂျင်းလိုက်တိုင်းပြည်ကိုချစ်ဖို့လို့လူတွေနိုင်ငံနဲ့လူမျိုးကိုချစ်ဖို့လို့လေအဲ့တော့လူတွေကအစိတ်ကလေးရမှာလေကတ်တော့ဘာဖြစ်တော့ မင်းတို့ခတဲ့အစိတ်ကငါစားလို့ရှိရင်ချုံမြင့်ချင်းရလာနေတဲ့ဝင်သွားမှာဘာဖြစ်လို့ဒီလားငါတိုင်းမိတဲ့လူမျိုးတကယ်ချစ်တဲ့လူဖြစ်နေလို့နော်ရန်ကုန်မှာပေါ်တင်လာပြရတဲ့မူမူလေးတဲ့နေ့မှလာလိုးပြောင်အောင်မယ်ဟဲ့လားမူမူလေးဆိုတဲ့ဖာတယ်မနေ့ကိုလိုးလိုက်လို့နေကကျမရောက်ကြောက်ကိုွဲပြီးတော့ကိုစုပ်ပေါ်မိပေါင်းပါမယ်ဆိုငါလည်းမတက်နိုင်ငါလည်းနေမယူနိုင်ဘူးနော်ငါလိုးပဲလိုးလိုက်မှာနော်ရိုင်းနေတယ်နေမလားရိုင်းနေပဲဘာသူသူရဲ့သူရဲ့မဲ့ကိုတော့ဖက်လေနော်စောင်းလိုက်ပါမှရှိတော့ စောင်းနယ်ပမာတော်မင်းမောကွန်းပမာတော်လင်းလင်းပမာတော်ငပောက်ပမာတော်ချစ်တူဝေပမာတော်ဖြူဖြူကျော်သိန်းပမာတော်ချမ်းချမ်းတို့ကလာလေမာလေမာလေဖြစ်ရကသမားဟဲ့မာလေပမာလေတို့လုံးလိုက်အောင်ပြီဆိုတဲ့မြောက်ဝီကြီးတို့ဟမ်ဟမ်နောက်ကြီးတို့များနည်းဘယ်လိုပါလို့ချိပါတာကိုသွားပြီးလုံချုံကြီးစောက်ပြရတယ်ဗမာလေလို့အဲ့လူတွေဗမာတော့ဟာကားကောင်ဗမာလေအဲ မင်းတို့ပြောတယ်ဟိုတိုင်းကလော်လဲစိတ်သီးလို့ပါလို့မာနေရလေလို့ဟမ်အဲ့တော့ခွက်ခေါက်တာခွက်ခေါက်တာအစိတ်သီးလို့အဲ့ဒါခွက်ခေါက်တာဆိုဘယ်လိုလဲမြန်မာပြည်ထဲမှာပြည်ဦးလေးမှာရှိတယ်ပြည်ဦးလေးမှာရှိတယ်အလူမကန်ဘူးခွက်မကောက်ဘူးဒါတွေပြောပြီးမလုပ်စားဘူးဇော်ဘွေးတို့အချိန်မဲ့နေမဲ့မဟုတ်ဘူးအဖေနဲ့အမေနဲ့ရွှေနဲ့ငွေနဲ့ကားနဲ့တိုက်နဲ့အဲ့လိုလိုရှိတယ်နေတာဟမ်မင်းတို့မြောက်ပေးတဲ့လူတွေဗမာတော်လို့မင်းတို့ကိုရင်တော့မရသေးဘူးစစ်တပ်ကဘယ်တော့မှမတိုက်နဲ့ညီလေးတို့နော် အခုပြောချင်တာတိုင်းရင်းသားနဲ့နိုင်ငံတောင်းချမ်းသူကိုပြောချင်ဘူး PDF ညီကိုမောင်နှမတွေမင်းတို့စစ်တပ်ကိုဘယ်တော့မှမတိုင်းရတော့မင်းတို့ဘယ်တော့မှမနိုင်ဘူးမင်းတို့စဉ်းစားရမှာကမင်းတို့ခုလာပြီ2025ကုန်ရင်တို့2026မှာတို့လောက်ပြန်ပြည့်ဒူဝါလက်ရှိစားဟောဟမ်အဲဇော်ဝေဆိုးဟမ်2025ကုန်ရင်နိုင်ငံရို့ဘာဖြစ်လို့မလုပ်ရမလဲမင်းတို့ကငါပြောတာမင်းတို့ပေါ်နေတိုက်လို့ရလို့လားဟမ်မင်းတို့တိုက်လို့ရတဲ့ဧရိယာကုန်သွားပြီအဲ့ဒါနောက်ဆုံးမင်း စစ်တပ်ကိုဘယ်တော့မှမတိုက်နဲ့ဘယ်တော့မှမနိုင်ဘူးဘယ်တော့မှမနိုင်မင်းတို့တက်ကြည့်လိုက်မင်းတို့တက်နေနိုင်လားမင်းတို့အကုန်ပေါင်းကြိုက်နေရလေမင်းတို့ကမင်းတို့ကိုဒစ်လေနေတာမင်းတို့ဒစ်လေနေရလေမင်းတို့တရားကြီးကြောင်းမတက်နဲ့ကြောင်းနေမင်းတို့ဘာမှလဲ BOE တို့ RFA တို့မှမတော့ကိုကြီးပြောကြည့်ပါဦးနော်မင်းတို့ဒီလေးနေတွင်းမှာမင်းတို့တော့စစ်တပ်ထောက်ခံတဲ့လူမရှိဘူးဆိုပြည်သူမပိုင်မနိုင်ဘူးဆိုအခုမင်းတို့တောင်းတော့နိုင်လို့လား တနာရီလို့ပြောလိုက်မယ်မင်းတို့မင်းတို့ဘယ်တော့မှစိတ်ကူးမရင်လည်းတသက်လုံးမနိုင်ဘူးတက်မလို့ဆိုတာကစီကံတကြနဲ့စီးစနစ်နဲ့နိုင်ငံကိုကာဝယ်ဖို့တိုင်းပြည်ကိုကာဝယ်ဖို့ကြီးရည်လေးဆိုတဲ့အရာသုံးခုနဲ့ရှင်းတယ်နေတဲ့တက်မလို့ဖြစ်တယ်အဲ့ဒီကြီးရည်လေးဆိုတာကိုမင်းတို့မှမရှိနေတဲ့ဘေးမင်းတို့တက်မလို့မနိုင်ဘူးငါကမဲ့မင်းတို့ဒရုန်းနေတယ်အခုမင်းတို့ဝင်လို့ရလားဂျမ်မာကြီးလွှင့်လာဘယ်လို့မှမင်းတို့ဝင်လို့မရအောင်မင်းတို့ဦးမရောက်လဲကိုတက်ချင်တယ်ဆိုဦးမရောက်ရင်ပေါ်ရနေတာပဲအန်တီတူတူလောက် မင်းတို့တက်လို့ရလားမရဘူးမင်းတို့အဲ့လိုကြီးရည်လေးမပိုင်ဆိုင်နိုင်ဘူးတက်မလို့တိုက်တာမင်းတို့အတွက်ခွန်အားတွေကြာဆုံးသွားတယ်သိက္ခာတွေကြာသွားတယ်မင်းတို့မြောက်မင်းရဲ့လူတွေကတော့ချမ်းသာသွားမယ်မင်းတို့ကြီးရည်လေးမပိုင်ဆိုင်မဲနဲ့တက်မလို့သွားတိုက်မယ်ဆိုရင်မင်းတို့နေရလားအခုမင်းတို့ဖြစ်တဲ့မျိုးတွေမင်းတို့ပေါ်တင်ပြောရလားဘုကမလုပ်သေးလို့တော့ကျွန်တော်တို့ဒီမှာနေပါတယ်ဆိုပြီးတော့မင်းတို့နေရလားကြီးရည်လေးကိုမပိုင်တဲ့၍မင်းတို့မြေမြေမှာခြေကြောက်တိုက်လူတွေပဲတည်သွားမှာဘယ်တော့မှမင်းတို့တက်မလို့မနိုင်ဘူး ်ဘယ်တော့မှမင်းတို့နိုင်ငံတော်အုပ်ချုပ်မဲ့လူတွေမဖြစ်ဘူးမင်းတို့ကမနေတရားမှာပောက်ခွာလာတာ88အရေးကနေတောက်လို့တိုက်လာတာနော်နောက်ဆုံးနောက်ဆုံးစစ်တီရှိလို့မှာရန်ဘောင်းကုန်စင်စင်တဲ့မြို့ရန်ကုန်မြို့မှာပဲခြံခဲ့ရတော့မှမင်းတို့မနိုင်ဆူတောင်းဆူတောင်းစက်တိုက်ကိုယ့်အတက်ကိုမလိုမျိုးစက်တိုက်ကိုယ့်အတက်ကိုလည်းမျိုးရင်ဘေးထိုင်နေလိုက်တော့နော်တိုက်ပွဲကပြီးသွားပြီအားလုံးမင်းတို့ကြာဆုံးသွားပြီမင်းတို့ဒီနေ့တက်မလို့နေပြီးသွားတာနဲ့နောက်ထပ်၃လလောက်မှာမြမာပြည်အကုန်လုံးတက်မလို့ကပြန်ပြီးတော့မင်းတို့ထိန်းချုပ်လိုက် တက်မတော်လေးတက်မတော်လေးပြီးသွားတာနဲ့နောက်တဲ့၃လဆိုရင်ခုနှစ်လပိုင်းကိုရောက်သွားမယ်မြမပြည်ကိုတက်မတော်ကပြန်ပြီးတော့မင်းတို့ထိန်းချုပ်လိုက်မယ်အဲကြောင့်မင်းတို့ကတောင်ပြေလို့တဲ့ခွေးတွေလိုပဲဒီလားငါတို့တက်မတော်သားလေးတွေကိုကြည့်ပြီးတော့ငါတို့မနိုင်ဘူးငါတို့ဒီဘယ်ဟိငါတို့မလုပ်နိုင်ဘူးငါတို့ဘလောက်ပဲအားရင်နေရှိနေပြီလေစီငါတို့မနိုင်ရခြင်းအကြောင်းတရားကငါတို့မှကြီးကြီးလေးဆိုတာမရှိဘူးဟုတ်လားမင်းတို့လေရင်ဝင်ဘယ်ကိုဆင်းပါလဲမင်းတို့ပေါက်ထားတဲ့လေရင်ဝင်ရှိလို့လားဟမ် မင်းတို့ပေါက်ထားတဲ့ဓာတ်ကိန်းရှိလားမင်းတို့ပေါက်ထားတဲ့ပင်မောသိရှိလားမင်းတို့ပေါက်ထားတဲ့ဓာတ်သိရှိလားတရားဝင်ငါ့ကိုပြကြည့်သားမဟာမင်းတို့ပေါက်ထားတဲ့ကားလိုင်းတစ်လိုင်းရှိလားပြည်သူလူထုကမင်းတို့ကိုနော်ကြောက်လို့ပေးနေတာမင်းတို့ပေါက်ထားတဲ့ကားလိုင်းရှိလားလို့မြန်မာပြည်မှာမင်းတို့ပေါက်ထားတဲ့ရထားလိုင်းရှိလားမင်းတို့ပေါက်ထားတဲ့ပင်မောသိရှိလားအဲ့ဘယ်လိုစနေကိုမင်းတို့နိုင်ပါလဲညီလေးတို့ကမင်းတို့စဉ်းစားပါဦး စစ်တပ်ကိုနိုင်ခြင်းမင်းတို့ငါတခုကြံကြံပေးလိုက်မင်းတို့လက်လက်ချလိုက်ဒီအချိန်မှာအချိန်ကောင်းဆုံးပဲတက်မလို့နိုင်ခြင်းလက်လက်ချလိုက်အကိုလိုမျိုးနိုင်မှာမှဒီလိုမျိုးပြောလိုက်ပြီးလို့ရှင်စပွဲဝိုင်းမှာမင်းတို့လိုချင်တဲ့အရာကိုလက်လက်မပါတဲ့နီးနေမင်းတို့တောင်းလိုက်စစ်တပ်ကိုနိုင်ခြင်းရောမင်းတို့စစ်တပ်ကိုလက်လက်နဲ့တိုက်လို့ဘယ်တော့မှမနိုင်ဘူးစစ်တပ်ကိုနိုင်ခြင်းမင်းတို့ကိုယ်တိုင်အမှန်တရားဖြစ်နေဖို့လိုတယ် ယောက်ျားတို့ရဲရဲရင်ရင်မင်းတို့မှာအင်ပလာတို့ထုံးမြတ်နိုင်ပါလေအချောင်းမှာထုံးမြတ်နိုင်လို့မမျိုးတာကြုံကြားတို့ဟုတ်လားပါလေ MND တို့ဝါတို့ KNU ကဘာလို့လဲဘယ်လိုလဲငါမသိပါဘူးအဲ့တော့နော် KI ရအဲအကုန်လုံးမင်းတို့ပေါင်းမင်းတို့ပေါင်းပြီးတော့မှဇဝေဝိုင်းတစ်ခုကိုမင်းတို့နေပြီးတော့လာရတဲ့တတိမရှိဘူးလားယောက်ျားတွေပဲတနက်မလို့လေနေပြီးတော့လာလိုက်ဘူးထုံးမြတ်နိုင်ရင်ဂျကန်ကိုကြီးကျုပ်လုပ်ချင်တယ်ပေါ်တင်တောင်းလိုက်ပေါ့ဟုတ်လားလာခဲ့ရင်နောက်တဲ့အတူတွေပါလေဘေးကရိုးရိုးစုဝင်ရှိတယ်ပြောပါ ်မလားမဟုတ်လားမြို့ရခိုင်ပါတီမဲမဒေါက်တာစောမြတ်ရာသာလင်းလို့ဘာလို့မျိုးရှိပါလဲဟုတ်တယ်မလားမြို့ပြောလေကေရန်ရကောင်အင်မလာလားဘာကောင်လဲဘွမ်းမောလားမင်းတို့ပြောတော့မြို့ထောလာပါပြီစာတက်လာပါပြီဆိုတဲ့ကောင်လေလာလေပြောကြည့်လေအင်းမေဆက်ဘက်ဝမ်းပေါင်းနိုင်ငံလူတော်မယ်လို့ဘာလို့မင်းတို့ကတက်မလို့လို့တော်လန်နေအစိုးရမင်းတို့ကတက်မလို့တော်လန်နေမဟုတ်ဘူးနိုင်ငံတော်တော်လန်ပြီးတော့မြန်မာငွေသုံးနေတဲ့ကောင်လေစောက်ပိုးလေမင်းတို့နော်မင်းတို့ကကိုစမ်းကိုစားဘာမှမရှိဘူးမင်းတို့ရခိုင်ပတ်စံထုတ်လိုက်ပြီရခိုင်ညီမာရဆိုရင်တရားဝင် မင်းတို့ကြရင်မင်းတို့ဝန်ပေါင်းနိုင်ငံလူတော်မယ်ဆိုရင်မင်းတို့ကချင်ပြည်ဆံထိုးလိုက်နေဟမ်မင်းတို့ဘာစောင့်စင်းရှိတော့မင်းတို့ဘယ်နိုင်ငံတကာအသိမပြုတော့ဟမ်မင်းတို့ဝါပြီနေရဘာဘာနဲ့တရုတ်ပြည်ဆံထိုးနေဟုတ်လားဓမ္မပြည်ဆံထိုးလိုက်နေမင်းတို့ဝါပြီမှာ MND ရေကိုကနေ PNN ရေပလောင်ပြည်ဆံထိုးလေထိုးကြည့်လိုက်လေဘယ်သူကတရားဝင်နဲ့တရားဝင်မင်းတို့တည်သွားမှာပေါ့ကြီးတွေပါကွာမင်းတို့ကောင်းနေမင်းတို့ဟဲ့အောင်ထွန်းနေတယ်ရောကာကြုံကြောင်းအင်ဗလာနဲ့ကွမ်မော MND ရေဘယ်ကောင်နဲ့ကောင်နေရော နော်မင်းတို့လီးပဲလို့ပြောရမယ်မင်းတို့စောက်စိတ်မှမရှိဘူးဒီတိုင်းကြီးမှာမင်းတို့ကဖြတ်သမားတတ်တာပဲရှိတာနော်မင်းတို့ဖြတ်သမားတတ်မယ်နော်မင်းတို့နာမည်ရပြီးတော့သူများသားသမီးတွေမင်းတို့ကမင်းတို့မလို့ချင်အောင်လုပ်မယ်သိမလားနော်အဲ့တော့မင်းတို့ကောင်းနေမင်းတို့အကြမ်းမဲ့လည်းကတောင်းကျသူတပုံမှာ PDF ပါမင်းတို့ NUG ကဟုတ်လားခေါင်းဆောင်ပါခူးကောင်းပါလေဒူးကလည်းကြီးလာလို့အကုန်လုံးပေါင်းလိုက်ပေါင်းပြီးတော့မြန်မာနိုင်ငံကိုတိုက်လီးတော့မနိုင်ဘူးနော်မမကြီးအများဆုံးညင်းကြပါလေရှေးတိုင်းအောင်လေတက်မသွားပြီးဘေးနဲ့ကြီးပြီးတော့နောက်တန်းအမိသားစုတွေအများဆုံးပြန်လေပေါင်းစနိုင်ပါလေနော် ျွန်တော်အဲ့မှာပဲဆူတောင်းပေးပါတယ်ကျွန်တော်အဖြစ်ခံပေါ်နေဘုန်းခံလူသားပါတိုက်ခိုက်နိုင်တဲ့လူတွေပြိုလဲတော့အောင်တိုက်ဇော်ဘုန်းကြီးမပြိုလဲသွားရင်မင်းတို့ကြာရှုံးလိမ့်မယ်နော်ဇော်ဘုန်းကြီးကိုတိုက်ခိုက်တဲ့လူတိုင်းအားလုံးကြာရှုံးနေတာသဘောပေါက်လားဇော်ဘုန်းကြီးကိုမင်းတို့မင်းတို့မသိပါဘူးညာမင်းတို့မင်းတို့ပြောပြမင်းတို့ဆော့ပို့ရမင်းတို့ငါဘာလဲမှမင်းတို့မှမသိရနော်မင်းတို့ဆော့ဖွဲ့မပြဘဲလိုက်တိုက်ခိုက်နေတာ